အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ဂျာနီရဲ့မေလာရှီယန်ရဲ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပြတော်မှာဖြစ်ပါတယ်။စပေတိတ်ရှောင်းနေရတဲ့တနိုင်းလီတို့လမ်းမပေါ်မှာရှိတဲ့တုံပုံကျေးရွာကတရားခဏတွေဟာကျောင်းပွင့်ကာလာရောက်တော့မှဖြစ်တဲ့အတွက်ကလေးတွေရဲ့ပညာရေးအတွက်ဆိုရင်နေကြပါတယ်။ ပီဂရီဧပြီလတာအတွင်းမြန်မာနိုင်ငံအတွင်းမှာတိုက်ပွဲဖြစ်ပွားမှုအကြိမ်60ရှိခဲ့ပြီးရသားတေဆုံးသူ900ကျော်နဲ့ဒဏ်ရာရှိသူ300ကျော်ရှိခဲ့ပါတယ်မန္တလေးအိုးဘုအကျဉ်းတော်မှငလင်ကျောင်းနိုင်ချင်းအပါဝင်အကျဉ်းသူအကျဉ်းသားအနည်းဆုံး64ဦးတေဆုံးခဲ့ပါတယ်အစားရတဲ့ဒဏ်ရာကိုတက်ဆက်ပြရမှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ် စ်ပွဲတိရှိောင်းနေရတဲ့တိုင်းလေးတို့လမ်းမပေါ်မှာရှိတဲ့တွံပုံချေဝါကဒေသခံတွေဟာချောင်းဝင်းကာလာရောက်တော့မှဖြစ်တဲ့အတွက်ကလေးရီပင်ရည်အတွက်အစိုးရနေကြရလို့သိရပါဗျ။ချွေစာကတင်ဆက်ပေးမှာပါ။တွန်ပုံချေရွာကနေရပြန်လို့မရသေးတဲ့စစ်ဘေးတင်းချောင်နေရတဲ့ဒေသခံတွေကကလေးရီရဲ့ပညာရဲ့အသက်အစိုးရနေရတယ်လို့တွန်ပုံချေရွာဒေသခံအမျိုးသားတို့ကမြစ်ချနာတည်င်းချာနေကိုပြောပါရယ် ထက်ပွဲတွေကြောင့်ဒုံပုံချင်းရွာကစတင်ကြောင်းဖွင့်နိုင်မလားဆိုတာမသေးချာသေးတဲ့အတွက်ဆစ်ဆောင်နေရတဲ့ဒေသခံတွေရဲ့ကလေးတွေကိုကြောင်းပြောင်းလက်ခံပေးဖို့အတွက်လည်းကြောင်းပြောင်းလက်မှတ်အခဲအခဲတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်ဒုံပုံချင်းရွာကစစ်ပွဲတင်းရှောင်နေကြရတဲ့ဒေသခံတွေချင်းမှကချင်နစ်ချင်းအတင်းတော် KBC ဘာသာဝင်တွေကအတင်းတော်အကူအညီထောက်ပံ့မှုတွေရရှိကြပေမဲ့ကက်သလစ်အတင်းတော် AC ဘာသာဝင်တွေကတော့ယနေ့အချိန်အထိအကူအညီထောက်ပံ့မှုမရရှိသေးဘူးလို့ဆက်ပြောပါတယ်။ တံပုံးချေရွာမှာကတလစ်ဘာသာဝင်အင်ထောင်စု80ခန့်ရှိပြီးလူဦးရေ300ကျော်ရှိရလို့သိရပါတယ်တံပုံးချေရွာဟာဒီသူလမ်းပေါ်မှာတည်ရှိတာဖြစ်ပြီးအင်ထောင်စုနေရာနီးပါးရှိတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ April 14ရက်နေ့ကလီသူလမ်းမပေါ်မှာစစ်ကောင်စီဘီတူစစ်ပူပေါင်းတပ်နဲ့ကချင်လူလက်ရဲတံမတော်ကရဲပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေတာပါ ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မချနာသတင်းချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 3333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ပြီးခဲ့တဲ့ April လတာအတွင်းမြန်မာနိုင်ငံအကျွမ်းမှာတိုက်ပွဲဖြစ်ပေါ်မှုအကြိမ်60ရှိခဲ့ပြီးရဲသားတေဆုံးသူ900ကျော်နဲ့ဒဏ်ရာရှိသူ300ကျော်ရှိခဲ့ရလို့ PNN မြန်မာ Face Monitor ရဲ့တိုက်ပွဲဖြစ်ပေါ်မှုအခြေအနေပြအချက်အလက်ကနေသိရပါတယ်။ဆက်စိုင်းကတင်ဆက်ပေးမှာပါ။ တိုက်ပွဲဖြစ်ပွားမှုအကြိမ်60ရှိခဲ့တဲ့အထက်ကချင်နဲ့ကရင်မှာတိုက်ပွဲ10ကြိမ်စီဖြစ်ပွားခဲ့တယ်လို့ရှမ်းရခိုင်နဲ့စကိုင်းတို့မှာ17ကြိမ်စီအများဆုံးဖြစ်ပွားခဲ့ပြီးတော့ရန်ကုန်တိုင်းကလွယ်လို့ကြံတိုင်းနဲ့ပြည်နယ်တွေမှာလည်းတိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။ တလာတာအတွင်းမှာပဲအရတားပြည်သူ208ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိတဲ့အရတား331ဦးရှိခဲ့တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီဟာဧပြီလ10မှာပဲလေကြောင်းတိုက်ခိုက်မှုပေါင်းအကြိမ်130ပြုလုပ်ခဲ့ပြီးစကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့မှာအများဆုံးတိုက်ခိုက်ခဲ့ပါဗျ။ဒါ့အပြင်စစ်ပွဲကြောင့်အရတားတွေအပေါ်တယောက်မှုကလည်းစကိုင်းနဲ့မန္တလေးတိုင်းတို့ကအများဆုံးဖြစ်တယ်လို့ဆိုထားပါဗျ။ ပြည်내တွင်နေရဆုံးခွာသူအရေအတွက်ကလည်းတလတာအတွင်း9922ဦးရှိခဲ့ပြီးအများဆုံးကကရင်ရခိုင်မန္တလေးနဲ့တနင်္သာရီတို့ကဖြစ်တယ်လို့သိရပါဗယ်တိုက်ပွဲဖြစ်ပေါ်မှုအခြေအနေမှာစစ်ကောင်စီနဲ့တိုင်းဒါလက်နက်ကင်တပ်တို့အကြား46ချိန်စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား52ချိန်နဲ့တိုင်းဒါလက်နက်ကင်အချင်းချင်းတို့အကြား2ချိန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တလအတွင်းငင်းချမ်းရင်နဲ့ဆက်ဆက်တဲ့အစည်းအဝေး9ချိန်နဲ့လှုပ်ဆောင်ခဲ့လို့ဆိုပါတယ် မန္တလေးဥပိုလ်အချင်းတောင်မှငလင်ကျောင်းနိုင်ကျင်းအပါအဝင်အချင်းသူအချင်းသားအနေဆုံး64ဦးသေဆုံးခဲ့တယ်လို့ကိုဝန်တဲ့နိုင်ကျင်းနှစ်ဦးရဲ့တတိတိုင်းငယ်နှစ်ဦးပါသေဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွင်ရက် PPNM ကနေတရားပါရိုက်ငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ဟာအချင်းတောင်တွေရဲ့အတန်းပိတ်ချင်းဖြစ်တာကြောင့်သေဆုံးမှုပုံမမြပြခဲ့ရလဲဖြစ်ပါရိုက်အဘိုးအချင်းတောင်ကအိတ်ဆောင်346မြို့သားအလုံးယုံအမျိုးသမီးအိတ်ဆောင်ဆေးုံဆောင်တို့ထိခိုက်ပျက်စီးခဲ့ရလို့ BBNM ကဆိုပါတယ် ဲဒီပြည်စီမှုတွေအတွင်းမှာအချင်းသူအချင်းသား64ဦးသေဆုံးခဲ့ပြီးတော့နိုင်ငံရေးအချင်းသူ23ယောက်ပါဝင်နေလို့သိရပါတယ်။အဲဒီအချိန်မှာကိုဝန်တဲ့နိုင်ငံရေးအချင်းသူ၄ယောက်ရဲ့တတိယရင်၄ယောက်ပါသေဆုံးခဲ့ရတယ်လို့ PPNM ဦးဆောင်ကော်မတီဝင်ကိုသိပ်ထွန်းကပြောပါတယ်။ ကြားပင်ဒီကဒန်ရရှိတဲ့အကျဉ်းသူအကျဉ်းသား140ကျော်ရှိပြီးတော့ကိုလိုအင်ကဆုံးရှုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူအနည်းဆုံး၄ယောက်ရှိတယ်လို့လည်းသိရပါတယ်။တိုက်ဆုံးတိကဒန်ရသူအများစုဟာငလင်ကြောင်မဟုတ်ပဲနောက်ဆက်သွဲထောင်အာနာပိုင်တွေရဲ့စီမံခန့်ခွဲမှုအားနေရာနဲ့ထောင်တွင်းစေဝါပြက်လက်သားတွေကြောင့်ထောင်တွင်းစေဝါပြက်လက်သားနဲ့ကျမရေးဆုံးရှုံးမှုမလုံလောက်ခဲ့ရတဲ့ကြောင့်ဖြစ်တယ်လို့ပြောပါတယ်။ထောင်ပြမစေယုံမှာကုသပေးမှုမရှိဘဲထောင်သွင်းပြပင်ထောင်ခံရမှုကြောင့်တိုက်ဆုံခဲ့ရလို့ရှိတယ်လို့ပြပင်နံကဆိုပါတယ် နိုင်ချင်းမခင်တယောက်ဖြစ်တဲ့မွန်နွေနေဝင်းဟာကိုဝင်ငါလာတာလွေထားရချိန်မှာပဲစန္ဒပြရမှာပါဝင်ခဲ့ရဆိုတဲ့အကြောင်းပြချက်နဲ့2024အောက်တိုဘာလအထိမှာမတရားဖန်ဆီးတင်တင်ခံရပြီးဥပုအချင်းထောင်မှာအမူရင်းဆိုင်နေရတာဖြစ်ပါတယ်။ငလင်ကြောင့်တိကက်တန်ရရှိခဲ့ပြီးတော့အချင်းထောင်ပင်ပအမျိုးသမီးစေယုံကိုတယောက်ခွင့်ရဖို့တင်ပြခဲ့ပေမဲ့ထောင်အာဏာပိုင်တွေကငင်ပေခဲ့တာလည်းဖြစ်ပါတယ်။ ိုက်ထေရကလေးငယ်နှလုံးမခုံတော်တဲ့ဧပြီလ14ရက်နေ့ရောက်မှသာထောင်ပြင်ပစီယုံကိုတွားရောက်ပြောက်တော့ခွင့်ရခဲ့ပြီးတော့တည်ဆုံသွားတဲ့တတိတိုင်းကြီးကိုထိုးယူခဲ့ပြီးမိခင်ဖြစ်သူကဝမ်ပိုက်တိန်တွင်ပိုးဝင်ပြီးတော့တည်ဆုံခဲ့ရတယ်လို့သိရပါတယ်မနွေနေဝင်တည်ဆုံခဲ့ရတဲ့ဖြစ်စဉ်အမှန်ကိုမိသားစုဝင်တွေသိရှိခဲ့ခြင်းမရှိတာကြောင့်ဒလိထုံတန်းအစံလာရရလေးဆွန်ကျွေးကိုတော့မလုပ်ရသေးဘူးလို့ကိုသိုက်ထုံကပြောပါရယ် နိုင်ငံတကာအစိုးရဖွဲ့စည်းတွေဒေတာတွင်အင်းဒီချန်နိုင်ငံတွေအနေနဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေအားလုံးလူမျိုးရေးကိုအားစိတ်တောင်းဆိုပေးကြဖို့နဲ့မလူမျိုးခင်ကာလတွေမှာထိရောက်တဲ့အကူအညီမှုတွေ၊ကျမရေဆောင်ရှောက်မှုပြေဝါဆော်ရရှိရေးတွေအတွက်ထိရောက်တဲ့ဖိအားပေးတောင်းဆိုမှုတွေကိုလှုံ့ဆော်ပေးဖို့လည်း BBNM ကတိုက်တွန်းထားပါတယ်။စတဲ့ကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုယူဆိုင်နိုင်မယ့် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ திக ကြုံရလေးရှိတာကစိုးရင်တော်ကားတွေဖြစ်ပါတယ်။ ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းနေကြောင်းပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဆိုရင်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခန်းစားချက်တွေအတွေ့တွေကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။၂ လက်ရှိဖြစ်စုံပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူတစိုက်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီချိန်မှာစားချင်တောက်ချင်စိတ်တွေယောနေနေနိုင်ပြီမယ်ရေတက်ပြေဝအောင်အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်၆ ကိုလတ်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine တွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာ ပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ို့ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်အနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ oral ရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ စနစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ကျွန်တော်တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။